same as all you go in yeah you might how the ဘာလို့သွားလဲစိတ်အဲ့မှာလဲဘာစိတ်ဖြစ်တော့မှမသိလိုက်ဘူးဒေါသထွက်သွားတဲ့စိတ်ပဲရှိရဲအဲ့တော့ပောက်ကွဲတာပေါ့ သူမလောက်တော့ပေါက်ကွဲလဲဆိုလို့ရှင်အကြီးကညနာလုံးဝမကြည့်ဘူးအဲ့လိုစကားလေးသွားပြောဖို့သွားတဲ့အချိန်မှာဖဲဆိုပြီးအကြိတ်ကြီးអော်ပြီးထွက်သွားတာအဲ့ဒါကင်မန်နောက်ွယ်ရဟာနောက်မလေးပေါက်ကွဲတဲ့အကြောင်းပြပြမိုက်ဖြုတ်တဲ့အဲ့အော်ဒီယိုသမားကိုမကက်ရဲတော့ဒေါသကြီးရဲ့အဲ့အော်ဒီယိုသမားသူလည်းမကက်ရဲဘူးတဲလက်မန်နေဂျာကိုရိုင်းရက်ခိုင်းပြီးဖြုတ်ရတယ်ပြင်ပမှာတောင်းကျမ်းတာလေကိုကိုအဲ့လိုမျိုးပြောကြတယ်နည်းစိတ်ကောင်းဖြစ်တာပေါ့လေဒါပေမဲ့လည်းပြောခံပါမယ်ကို့အမကိုဆိုတော့အာအခုတော့ နည်းနည်းခုနမေးတယ်လို့ပေါ့နောက်နရတယ်လို့ရောရှိပါတယ်ခွာရခွာရတယ်မရောက်ပါနောက်နအာခုဒီ show လေးကကျွန်တော်တို့ဒီမနေ့က6လပိုင်းလောက်မှာဒီကိုမင်းစန်းတို့နဲ့ဒီတင်းနိုင်နိုင်နဲ့ပေါင်းပြီးတော့ရိုက်ထားတဲ့ show လေးပေါ့အဲဒီ show မှာလည်းကျွန်တော်တို့ဒီ show မတိုင်ခင် casting က3ခုလောက်ဖြတ်လိုက်ရအောင်เนาะ အဲ့အဲ့လိုမျိုးပါအဲ့ဒါနဲ့တစင်ကျွန်တော်ဒီဒီ reality show ဆိုပြီးတော့ရိုက်ဖြစ်သွားတာဒီမှာရောချောင်းတော်မှာရောအဲ့ပေါ့နှစ်ပိုင်းလောက်အဲ့ပေါ့ဒီမှာတစ်ဖြက်ချောင်းတော်မှာတစ်ဖြက်ဟုတ်အာဘယ်လိုမျိုးချောင်းဖြစ်တာလဲဆိုတော့ကျင်းကအစားက comment တန်းရိုက်မဲ့ဒီတီးစင်းနဲ့ဟိုဇာကားရိုက်ဖို့ရှိရပေါ့နော်အဲ့မှာဟိုတီးစင်းနဲ့စုံစင်းနဲ့ရိုက်ချင်တဲ့ရိုက်ချင်တဲ့အတွက်ကြောင့်မလို့ casting ခေါ်ခေါ်တာတွိုင်းနဲ့မှာကျင်းကအဲ့မှာပေါ့နော်ကျင်းဟိုဒီ dating show ပါဟို ရှောက်ရှောက်သွားပါလားပေါ့နော်နောက်ထပ်ထပ်ပြီးတော့ casting ပြန်ရမလို့တော့ဦးရဲ့နာမည်လေးပေးဝိုင်းအောင်မယ်ဆိုတာနဲ့အာပေးလိုက်ရင်လည်းပြီးတော့ပါသွားတာပေါ့နော်ဟုတ်ဟိုကျွန်တော်ကျတော့အဲ့မှာအဲ့ဟိုအနီစင်းတို့နဲ့ရိုက်မဲ့ဇက်ကားလေးရှိတယ်ကက်ရှင်ခွန်နဲ့တွားလိုက်တာအဲ့အဲ့မှာသူတို့ဒီဟို fancy fever အတွက်ဒီလိုမျိုးလူရွေးဖို့အတွက်သူတို့အဲ့လို form ဖြည့်ခိုင်းတာလေးတွေ့ရတယ်အဲ့မှာကျွန်တော်မဖြည့်ခဲ့ဘူးဒီတရက်ကျတော့အော်ကကိုဖုန်းနဲ့ like ခဲ့ပါလားတဲ့အဲ့တွားပြီးတော့ဖြည့်ကြအောင်လို့ပြောရင်သူပဲ form ဖြည့်ပေးတယ်ဖြည့်ပေးပြီးတော့အဲကျွန်တော်လူရွေးခန်းတဲ့အချိန်ကျမှကျွန်တော်တို့ live သွားလိုက်တယ်အဲ့လိုမျိုးလေးနဲ့ပါပြုတ်သွားတာအစားတော့အစီအစဉ်မရှိဘူးဘလူးရှိုးလေးလဲဆိုတာလည်းမသိဘူးအာဟိုပါဘော့အော်ခေါ်လို့သွားရင်းနဲ့ပါသွားပြလိုက်တယ်အရှိုးလေးရောအငုံမျိုးလုံးအပြုံးညံ့တာပါအဲ့လိုနေပါညာပေါ့အတိရမလားအဲ့မမေကြီးရွေးလိုက်တော့နောင်လာရလာတဲ့နောင်လာလားနောင်လာနည်းနည်းလေးရောရကြတယ်လို့နဲ့မရကြတယ်လို့ပါပဲ ပေါက်ကွဲထားတယ်လေကွာဝိုင်းမရှိလည်းမရှိအောင်တော့တောင်းကျမ်းပလိုက်တယ်လေအဲ့ထဲမှာအဲ့ဒါအပြင်မှာအပါလဲဘလို့ဘာလို့သွားလဲစိတ်အဲ့တော့လည်းဘာစိတ်ဖြစ်တော့မှမသိလိုက်ဘူးဒေါသထွက်သွားတဲ့စိတ်ပဲရှိတယ်အဲ့တော့ပေါက်ကွဲတာပေါ့သူမလောက်တော့ပေါက်ကွဲလဲဆိုလို့ရှိရင်အကြီးတို့ညနာလုံးဝမကြည့်ဘူးအဲ့လိုစကားလေးသွားပြောဖို့သွားတဲ့အချိန်မှာဖဲဆိုပြီးတော့အကြိတ်ကြီးអော်ပြီးထွက်သွားတာအဲ့ဒါကင်မန်နောက်ွယ်ရဟာနောက်မှလေပေါက်ကွဲတဲ့အကြောင်းပြပြတယ် ဟိုဟာပဲလေဒီအပြင်းနဲ့ရှုံးနဲ့အတူတူပဲအကောင်လုံးက reality ဆိုတော့ तू ကတနေ့ကောင် mic mic ပါလေ mic ဖြုတ်တဲ့အဲ audio သမားကိုမကက်ရဲတော့ဒေါသကြီးကအဲ audio သမားက तू လည်းမကက်ရဲဘူး tailor manager ကိုရိုင်းရက်ခိုင်းပြီးဖြုတ်ရတယ်အပြင်ဘက်မှာတောင်းကျမ်းတာလေဆဲရဆိုမှာအဲ့ဒါကြောင့်မလို့နော်သူတို့များဆဲနေကြတာပဲအဲမှလေသူတို့ကတချို့ကြပြောကြရ reality မဖြစ်ဘူးဆိုပေမဲ့ဟိုဟာအဘော ကျွန်တော်လည်းကောင်းကောင်းအရန်ဟိုကောင်းကောင်းမွန်မွန်လေးစူးစမ်းခဲ့ပါတယ်တခြား show တွေဆိုတော့အမှန်ပြောရင်တခြား show တွေလည်းကျွန်တော်မကြည့်ဘူးဒီမှာပထမဆုံးဒီဟာလေးပဲစရိုက်ဖူးတာဆိုတော့ဒါဒီရပုံစံတိုင်းလေးပဲသွားကြတာပေါ့ဟုတ်အဲ့လိုမျိုးလေး move ပါနော် move ပါအော်ဘယ်လိုမျိုးခံစားရလဲဆိုတော့ကိုကိုအဲ့လိုမျိုးပြောကြတယ်နည်းနည်းစိတ်မကောင်းဖြစ်တာပေါ့လေဒါပေမဲ့လည်းပြောခံပါမယ်ကို့အမကိုဆိုတော့အာအခုတော့ နည်းနည်းခုနမေးတယ်လို့ပေါ့နောင်နာရတယ်လို့ရောရှိပါတယ်ခွာရခွာရတယ်နောင်နာအဲ့လိုတန်တယ်မတန်ဘူးလို့တော့မရှိပါဘူး။အရင်တို့ဒီ show ကိုရိုက်ထားရဲဆိုတာဒီလိုမျိုးပြောခံရအောင်ဟိုဟိုပေါ့အောင်ဆိုပြီးရိုက်ထားမဟုတ်ဘူးကွနော်။ဒီဘယ်လိုပြောရမလဲ။တကယ်ခံစားချက်တွေ reality အစ်စ်တွေထည့်ပြီးရိုက်ထားဖြစ်နေတာကြောင့်။အဲ့ဒါကြတော့ဘယ်လိုပြောအောင်ကျွန်တော်တို့ဒါကဒါတို့တို့ဒီလိုမျိုးပြောရဲဆိုကနေကဒါတို့ကြည့်လို့လေ။ကြည့်လို့ဆိုတော့ဒါကျွန်တော်တို့ကကြည့်တဲ့ ကြီးရှုတဲ့သူတွေကိုကျွန်တော်တို့ကဒီလိုမျိုးပြောနိုင်အောင်လုပ်ပေးနိုင်တယ် entertainment တခုလုပ်ပေးနိုင်တဲ့အတွက်ဘာဖြစ်ကျင်တတ်ပါတယ်သူတို့ဘယ်လိုပဲပြောပြောဒါသူတို့ကြည်ပေးကြရဲဆိုတော့ဘာဖြစ်သူတို့မှဟိုဒီလိုပြောရဲဆိုလဲဒါပြောကြတခုရသွားတယ်လေမဟုတ်ဘဲနဲ့ဒီဟာလေးကိုကြည်ပြီးကျင်တတ်တယ်ကျင်တတ်တဲ့သူတွေလည်းရှိကြတယ်ကျင်တတ်တဲ့သူတွေဆိုတော့လေသူစိတ်ကျင်တတ်တယ်တယောက်တစ်ယောက်တော့ဘယ်တူမလဲအဲ့တော့ကြတော့ဒါ entertainment တက်တက်ပါပဲဒါသူတို့ပြောလေဒါသူတို့အတွက် entertainment တက်တက်ပဲသူတို့ရင်ထဲရောက်လို့ပေါ့ဟိုအဲ့လိုပဲပြောလို့ရပါတယ်ကျွန်တော်တို့အနေနဲ့ကြတော့ဒါပြောပြောဟို ဒီဒီဟာကိုဒီရှိုးနဲ့ပတ်သက်ပြီးဘယ်လိုပဲပြောပြောအဲကျင့်တတ်တယ်ပဲဖြစ်မကျင့်တတ်ဘူးပဲဖြစ်ဖြစ်ဒါသူတို့ကြည့်တဲ့အတွက်ကျွန်တော်တို့ကတော့ကျင့်တတ်ပါတယ်ပေါ့။ငါတို့ချောက်လိုက်ရတယ်။ချောက်ရတယ်သူအပြင်မှာအဲရှိုးထဲမှာအပိုင်း၅၆ချီသူစိတ်ကအဲ့လောက်မပြေသေးဘူးအင်ဂျင်ဆိုလို့ရှိရင်ဘာလဲကန်အဲ့တုန်းကဘာလဲအင်ဂျင်တို့ဘောလုံးကစားရတဲ့ဂိမ်းလေကန်တော်မှာနော်အဲ့မှာနိုင်ဝါရဲ့နှစ်ယောက်ကနိုင်ဝါရဲ့အချိန်မှာဒိတ်ထွက်ရတယ်ဒပယ်ဒိတ်ထွက်ရတော့သူကအဝေးကြီးမှာထိုင်ညာအင်ဂျင်နဲ့ အားကြောင့်မလို့ဒီဘက်ကိုတိုးပါလားလို့အရန်ဝေးကြီးမှာထိုင်နေမထင်ဘူးလားလို့ပြောလိုက်တဲ့ဟာအဲ့တော့အဖမလို့ဒီကိုကြည့်ပြီးအောင်မျက်စောင်းထိုးပါအာအပိုင်းကားမှာอืมအပိုင်းကားမှာအဲ့အဲ့တုန်းကအထိစိတ်ဆိုးတာမပြေသေးဘူးတော်တော်ဆိုးနေအောင်ပဲသူကစိတ်ဆိုးတာတော့တော်တော်ချော့ရခက်တယ်အပိုင်းကားဆိုရင်3ရက်လောက်3ရက်လောက်ကြာပါတယ်နော်ကျွန်တော်ကဒပိုင်း2ရက်လောက်ရိုက်ကြတော့2ရက်3ရက်လောက်ရိုက်ကြတော့ပြည့်ဖြစ်တာလားဆိုတော့ဖြစ်တယ်လေပြည့်တယ်ဘာလို့ဆိုတငယ်ချင်းတငယ်ချင်းပဲလေသဘောကျသဘောကျပဲဖြစ်တယ်ကျွန်တော်ကတော့ချင်းပဲတငယ်ချင်းလည်းမသိဘူး ိတ်ထဲမှာတော့ဘယ်လိုပြောရမလဲတော့ရှိုးထဲမှာကျတော့ကိုယ်ကောင်မလေးကိုမထီးရဲကောင်လေးပေါ့အဲ့ပုံစံပဲဘယ်သူထိထိမရဘူးအော်မကလို့ဘယ်သူနေနေအော်ပြန်ချောလိုက်ရမျိုးရှိတာရှိရပေါ့ရန်စိတ်ဆိုးတာလေအော်ကတော့ရန်စိတ်ဆိုးဆုံးပဲအော်ရန်ချောလိုက်ရတယ်အဲ့ရှိုးပြည့်ရဲ့ထိကိုသူ့မှာမပြေနိုင်ဘူးချောင်းသာသွားရဲ့ထိကိုကတော့စိတ်ကရခဆိုးမဲ့တော့ထင်နေတယ်အော်ကူလက်စိတ်ဆိုးနေတယ်စကားပြောတာဘယ်လောက်ရှိတာလဲ ကောင်းကောင်းလေးနဲ့ပုံပြီးချော့နေရတယ်လို့ပဲနော်နှစ်ပတ်လောက်ရှိသွားပြီ